ခမရိုးစက်ကူနဲ့ဂျိုးကြရောခောက်တတ်တာအဲ့လိုမျိုးစက်ကူခောက်တတ်နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိသိလဲနည်းနည်းဟုတ်သိတာဆိုရင်တော့မှေ့ထားလိုက်ကျွန်တော်ဒီနေ့အဲ့လိုမျိုးစက်ကူခောက်တဲ့နီးကိုတခြားရှူထောင်းကနေပြီးတော့ပြောင်းကြည့်ပြမယ်ဒီလိုမျိုးစက်ကူခောက်တဲ့နီးကို origami လို့ခေါ်တယ်အရင်တုန်းကလူပြောတော်များများဒီ origami တွေကိုတာမန်ကလေးတွေအတွက်နော်စက်ကူရုပ်လုပ်တဲ့နီးလို့ပဲမြင်လာကြရနေပြီးတော့အခုဆိုလို့ရှိရင် အဲ့ဒီ ancient art form တခုကတချို့သော modern ပြဿနာတွေအတွက်ကိုလိုအပ်တဲ့အဖြေဖြစ်နေတယ်။အာကသယဉ်ဒီမှာနေရာအများကြီးစားတဲ့ solar panel တွေဘလို့ထက်တဘာဝဘေးအန္တရာယ်တွေကြားထဲမှာ shelter တခုကိုစက္ကမိုင်းတွင်ဘလို့ဖြစ်အောင်လုပ်မလဲ။ပြီးတော့ပို့ပြီးတော့အန်ဩစီကကောင်းတာကျွန်တော်တို့ရဲ့ဇင်းမြစ် DNA တွေကိုဘလို့မျိုး redesign လုပ်မလဲ။အဲ့ဒီမိခုံးတွေအလုံးရဲ့နောက်ွယ်မှာ origami ဆိုတဲ့စက္ကူခောက်တဲ့နည်းပညာပါနေ။ကြားရတာတော့ sci-fi ဇာတ်ကားတွေအရလို့ဖြစ်နေပြီမြဲတကယ်တမ်းကတော့ရိုးရှင်းတယ် ဆိုတော့ဒီနေ့မှာစက်ကူခေါက်နီးတွေအကြောင်းပြောကြရအောင် Okay TBS လောက်ဆက်နေကြည့်သွားရင် science နဲ့မသက်ဆိုင်ခင်ကတည်းက origami ဆိုတာကတကယ်ရိုးရအရအလေးထားရတဲ့ art form တစ်ခုပဲ ဇင်းမြင့်ကတော့ ADD 5လောက်ကဒီတရုတ်ပြည်မှာစက်ကူထွင်လာနေပြီးတော့စတယ်။600စုနှစ်လောက်ကြာတော့မှတရုတ်သာသနာပြုရဟန်းတွေကစက်ကူခောက်တဲ့နီးတွေတယ်လာလို့သူတို့ကနေဂျပန်ကိုရောက်လာတာ။အဲ့တုန်းကတော့ Oricata လို့ခေါ်ရ။ညာလိုဘာသာပြန်တယ်ဆိုလို့ရှိရင်တော့ရုပ်ပုံခောက်တယ်ဆိုပြီးတော့အထိပယ်ရတယ်တဲ့။စက်ကူကလည်းရှားတာရယ်။ဖုံးကြီးတွေကစတယ်လာတာရယ်ရောက်မှုလို့အဲ့ဆက်ဆက်ချင်းထုံကားတော့ကတော့သူကဘာသာရေးပွဲတော်ဒီခန်းနာဒီအဲ့ဒါမျိုးတွေမှာပဲဒီစက်ကူရုပ်တွေကိုတုံးရတယ် နောက်ပိုင်းအီရိုခေရောက်တဲ့အခါကျတော့မှစက်ကူကိုပေါ်ပေါ်များများထုတ်လာနိုင်ကြပြီးတော့ဈေးလည်းမကြီးတော့ဒီလိုနဲ့1998ခုနှစ်ရောက်မှာဆမ်ဘာဇူရူအိုရီကာတာဆိုတဲ့ပထမဦးဆုံးစက်ကူခေါင်းနီးစာအုပ်တွေထွက်လာတဲ့အချိန်ကနေစပြီးတော့အဲ့ဒီနီးပညာကိုလူတွေလွယ်လွယ်ကူကူလုပ်နိုင်သွားကြတယ်လို့ပြောလို့ရတယ်။နောက်ပိုင်းမှာတော့အဲ့ဒီအိုရီကာတာကနေပြီးတော့လက်ရှိခေါ်တဲ့အိုရီဂါမီမြန်မာလိုဆိုလို့ရှိရင်စက်ကူခေါက်ချင်းဆိုပြီးတော့သူတို့ကပြောင်းခေါ်ကြတယ်။နှစ်ရာစုနှစ်ကတော့အော်ရီဂါမီနည်းပညာအတွက်လုံးဝ Renaissance ပဲ။အရင်ကဂျပန်မှာအော်ရီဂါမီခေါင်းနီးတွေကယာကနန်းလောက်ပဲရှိတာ။ ပြီးရင်ရုပ်ပုံတပုံခောက်တဲ့အခါကျလို့ရှိရင်အဆင့်20 30လောက်အများဆုံးရှိကြတယ်။ပြောရရင်ဘာမှလက်သိထူးခြားတာမရှိဘူးပေါ့။အဲ့ဒီမှာ Origami Grandmaster ကြီးတယောက်ဖြစ်တဲ့ Akira Yoshizawa သူကရှိပီးသား Origami ခောက်နီးဂျာကန်လေးလောက်ကနေပြီးတော့သူ့ရဲ့စတိုင်သူ့ရဲ့ပုံစံနေနဲ့သူ့ရဲ့ technique အသစ်တွေလုပ်ပြီးတော့ Origami design အသစ်တွေအများကြီးထုတ်လုပ်ခဲ့။ပြီးတော့သူ့လက်ရနဲ့ပတ်သက်တဲ့စာအုပ်တွေလည်းအများကြီးရေးခဲ့။ အဲ့ထဲကနေမမသူရေးတဲ့ new origami art ဆိုတဲ့စာအုပ်ဆိုလို့ရှိရင်တကဘာလုံးကို origami အကြောင်းနဲ့ဘယ်လိုခောက်ရမလဲဆိုတာဒီ technique တွေနည်းပညာတွေအဲ့အရာတွေကိုမြင်စေခဲ့တာမို့လို့ origami အကြောင်းကိုသူတွေကပို့ပြီးတော့စိတ်ဝင်စားလာကြတယ်။သူကိုယ်တိုင်ကလည်း Japan နိုင်ငံရဲ့ cultural ambassador လိုမျိုးဖြစ်လာတာပေါ့။ပြောရရင်အခုလက်ရှိတိုးတက်နေတဲ့ origami နဲ့သက်ဆိုင်တဲ့နည်းပညာတွေအတွက်ကိုအဲ့ဘေးကြီးကလမ်းစာဖွင့်ပေးခဲ့တာ။ ရီဂါမီကိုအချိန်တော်တော်ကြာတဲ့အထိသူကအမှုပညာဘတ်နဲ့သက်ဆိုင်တဲ့ art form အနေနဲ့ပဲသူကမြင်ခဲ့ကြတာပေါ့နော်နောက်ပိုင်းမှာတော့ origami ရဲ့ shape တွေနဲ့ရုပ်ပုံတွေပေါ်လာအောင်လို့ခောက်ရတဲ့နီးလန်းတွေကိုဒီတိုင်းစက်ကူတွေခောက်ထားတာပါလားဆိုပြီးမြင်တာမျိုးထက် material တွေကိုပုံစံပြောင်းဖို့အတွက်ဘယ်လိုခောက်လဲဆိုတဲ့ pattern ကိုတင်ချသဘောနဲ့တွက်လို့ရတယ်ဆိုတာကိုလူတွေကသဘောပေါက်လာတယ်အဲ့မှာကျွန်တော်တို့သိတဲ့ဂျိုးစာစက်ကူရုပ်လေးတွေကအယုတ်တက်မဟုတ်တော့ဘဲနဲ့ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုနားလေအောင်လုတ်တဲ့ mechanism ဆိုတာကို scientist တွေကရှာဖွေတွေ့ရှိသွားတယ်။ origami ကစာရွက်တွေ့ရလိုမျိုး 2D simple geometry shape ကိုရုပ်ကြွ 3D object တစ်ခုအနေနဲ့ပြောင်းလဲနိုင်တဲ့အစွမ်းရှိတယ်။လိုမျိုးခောက်တယ်၊ fold လုပ်တယ်ဆိုတာကလည်းအရင်တုန်းကငိုကလေးကပေါ့နော်တဘာဝတရားကြီးကလုံနေပြီးသားကိစ္စတွေပဲဥပမာအဖြစ်ဘီတော်တကောင်ကသူ့ခန္ဓာကိုယ်ထက်ကြီးတဲ့အတောင်ပံတွေကိုတတရရခောက်ထားနိုင်တာမျိုးပန်းနေဆိုလို့ရှိရင်မပွင့်ခင်အဖူးတဲသေးလေးထဲမှာပွင့်ဖက်တွေအများကြီးတိန်းထားနိုင်တာမျိုးတရွက်တွေဆိုလို့ရှိရင်လည်းအတူတူပဲအဖူးထဲမှာ အရွက်တွေကို compact ဖြစ်အောင်လို့ဘယ်လို pattern တွေလုတ်ပြီးတင်းထားတာနော်ထင်းကျူးသီးတွေဆိုလို့ရှိရင်လေအဲ့ဒီကောင်ကြီးအပြင်အခွန်ကဂျာစီဥလူပေါ်မှာလိုက်ပြီးတော့အဖွင့်ပိတ်လုံနိုင်တဲ့ pattern တွေအဲ့အရာတွေပါဒါတွေကတဘာဝအတိုင်းဖြစ်နေတဲ့ origami pattern တွေအဲ့ဒီ pattern တွေကိုနားလည်အောင်လုပ်သွားနိုင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ပစ္စည်းတွေကိုနေရာတည်တည်လေးထဲမှာတင်းထားနိုင်သွားမယ်အဲ့ဒီ pattern တွေကပစ္စည်းတင်းုံနေမဟုတ်ဘူး ဲ့ဒီပစ္စည်းတွေကိုလွယ်လွယ်ကူကူပြန်ထုတ်ပေးတာပြန်ဖြန့်ပေးတာမျိုးတွေမှာတော်တော်လေးအသုံးဝင်ခဲ့။ Engineering terms အနေနဲ့ဆိုလို့ရှိရင် single degree of freedom လို့ခေါ်တယ်။ဆိုလိုတာရှိအကြီးတစ်ခုကိုနေရာတည်းတည်းလေးထဲမှာတင်ထားလို့ရတဲ့အပြင်ဖြန့်ချခြင်းလည်းတစ်ဖက်သေးကပဲတွန်းထုတ်တာမျိုးဆွဲသိမ်းတာမျိုးလုပ်လိုက်ရုံနဲ့ structure အကြီးတစ်ခုကိုအဖွင့်ပိတ်လုပ်လို့ရတယ်။ရှုပ်ရှက်ခန့်နေတဲ့ motor system နဲ့ gear တွေအများကြီးမလို့ origami pattern တရားသုံးမယ်ဆိုလို့ရှိရင် motion တစ်ခုလောက်ထဲနဲ့ဒီလိုမျိုးအဖွင့်ပိတ်တွေလုပ်လို့ရတယ်။ အဲ့လို principle တွေရောက်မယ် scientist တွေက origami pattern တွေကိုစိတ်ဝင်စားလာခဲ့ကြတာပြီးတော့ဒီလိုမျိုး pattern တွေကစက်ကူအပြင်တခြားသော material တွေမှာလည်းသုံးလို့ရတယ်အရွယ်စားလည်းမရွေးဘူးဥပမာအဖြစ်အာကာသယာဉ်တွေလိုမျိုးပေါ့နော် structure အကြီးတွေမှာလည်းသုံးသလိုစား point တစ် point ထက်သေးတဲ့ medical robot တွေမှာလည်းသုံးလို့ရတယ်တင်ချသဘောတရားတွေတွက်ချက်မှုတွေပါလာတဲ့နောက်ပိုင်းမှာ ခောက်လို့ရတဲ့ဒီပက်တန်ကြီးများလာတယ်ပြီးတော့တခြားပစ္စည်းတွေမှာလည်းဒီပက်တန်ကြီးကိုအခြေခံပြီးတော့မျိုးစုံသုံးလို့ရလာကြတယ်။ Origami ဆိုတာကလှတာပတ်တာเนาะစကူရုပ်လေးတွေခောက်ဖို့တသက်တယ်မဟုတ်ဘဲနဲ့နည်းပညာမြင့်ပစ္စည်းတွေဒီဇိုင်းလုပ်တဲ့နေရာမှာတူးတစ်ခုဖြစ်လာခဲ့ယူဘဗီရာပညာရှင်လည်းဖြစ် origami artist လည်းဖြစ်တဲ့ Robert Lang က circle packing ဆိုတဲ့သင်္ချာနိယာမကိုသုံးပြီးတော့ရှုပ်ထွေးခက်ခဲတဲ့ pattern တွေကိုလုပ်ပေးနိုင်တဲ့ software တစ်ခုကိုတီထွင်လိုက်တယ် အဲ့ဒီ software မှာ object တစ်ခုရဲ့အစိတ်အပိုင်းတွေကိုအရင်ဆုံး circuitry အနေနဲ့ပြောင်းပြီးတော့နားလည်အောင်လုပ်တယ်။ပြီးရင်ဒီလိုပုံစံရအောင်ဘလို့ခောက်ရမလဲဆိုတဲ့ pattern တွေကိုထုတ်ပေးတယ်။နောက်ထပ် tool တစ်ခုလည်းရှိသေးတယ်။ Tomohiro Tachi ဆိုတဲ့လူကလုပ်ထားတဲ့ organizer ဆိုလို့ရှိရင်ဘလို့ 3D surface မျိုးကိုမဆို folding pattern တွေထုတ်ပေးနိုင်တယ်။ဆိုတော့ modern ညီမညာတွေနဲ့ပေါင်းလိုက်တဲ့အခါမှာစက်ကူလိုမျိုးစာရွက်တူရွက်ကနေပြီးတော့ဘလို့ 3D object မျိုးကိုမဆို origami pattern တွေကိုတုံးပြီးတော့လုပ်လို့ရပါတယ်။ โอเคဆိုတော့ဘယ်လိုလုပ်လို့ရလဲဆိုတဲ့ theory ကတော့ရပြီဒီလိုမျိုး pattern တွေကို modern engineering မှာဘယ်လိုအသုံးချနေလဲအသုံးချနေတဲ့ပုံစံလေးတွေကိုကြည့်အောင်နေပတယ်တော်များများမှာဖြစ်လေဖြစ်ထားရှိတဲ့ပြဿနာတစ်ခုကပစ္စည်းအကြီးတွေကိုနေရာတည်တည်လေးမှာဘယ်လိုထည့်မလဲဆိုတာပဲအာကာသယာဉ်မြန်နေဆိုလို့ရှိရင်ပစ္စည်းထည့်စရာနေရာအများကြီးမရသလို weight restriction လည်းအရင်ကြီးရဲ့ဒီလိုကိစ္စမျိုးတွေကိုဖြေရှင်းတဲ့နေရာမှာ origami ကအဓိကကြတယ်မီဂူရာ ori pattern ဆိုရင်သူက အာကာသယင်တွေမှာတုံးတဲ့ဆိုလာပန်နယ်တွေကိုနေရာအများကြီးမစားဖြန့်ချရတာလွယ်လွယ်တာမို့လို့1995ခုနှစ်လောက်ကတည်းကတုံးတယ်။အဲ့ဒီပက်တန်ကသဘာဝအတိုင်းသရွတ်တွေမှာတွေ့ရတဲ့ပက်တန်ပေါ်မှာအခြေခံပြီးတော့လှုပ်ထားတာ။ Space Exploration တွေမှာတခြားသောပက်တန်တွေကိုလည်းတုံးတယ်။ဥပမာ ISS ရဲ့ Solar Wings တွေအတွက် Z Folding ပက်တန်ကိုတုံးတယ်။ Mars Venus Lander လိုမျိုး Mars Lander ရေးရင်မှာဆိုလို့ရှိရင် Solar Panel တွေကိုရက်တောင်လိုမျိုးခောက်သိမ်းနိုင်တဲ့ Ultra Flex လို့ခေါ်တဲ့ပက်တန်ကိုတုံးတယ်။ NASA က baseball queen တခွင်းစာလောက်ရှိတဲ့ starship ဆိုတဲ့ကောင်ကို rocket ထိပ်ဖြားမှာထည့်နိုင်အောင်လို့သူတို့စူးစမ်းနေကြတယ်။အာကာသတွေရောက်ပြီဆိုလို့ရှိရင်အဲ starship ကိုဖြွင့်ချလိုက်ပြီးတော့ telescope ထဲကိုဝင်မဲ့ကြဲအလင်းရောင်တွေကိုသူက short ချပေးနိုင်တယ်။ဒီလိုမျိုးလုပ်တာ telescope တွေကို light pollution နည်းစေတာမို့လို့သူက away မှာရှိတဲ့ exoplanet တွေကိုတေချာလှမ်းကြည့်လို့ရအောင်လို့သူကကူညီပေးနိုင်တယ်။ဒီလိုမျိုး origami pattern တွေက space exploration မှာလည်းမဟုတ်ဘဲနဲ့ ကဘာပေါ်မှာလည်းအများကြီးသုံးတယ်မီရာအိုရီပက်တန်ဆိုလို့ရှိရင်ဆိုလာပန်နယ်တွေကိုဖြန့်မှုအပြင်သွားလေရင်ကိုတယ်လိုမျိုးပေါ့နော်အဓိကနေရာတွေမှာသူကအလေးချိန်အရန်မစီးပဲနဲ့သူပို့ပြီးတော့ခိုင်ငံ့အောင်လို့အကျန်းခံအောင်လို့လုပ်တဲ့နေရာတွေမှာသုံးတယ်ဒီပက်တန်ကိုတေချာလုပ်လိုက်ရင်တမီတာပက်လေပဲရှိတဲ့ structure တစ်ခုဟာအလေးချိန်တဒံလောက်ထိကိုခံနိုင်ရင်ရှိတယ်ပေရစိတ်တွေကသူရဲ့ body ထက်လေးတဲ့ object တွေမနိုင်လို့မျိုးပဲဒီလိုမျိုးပက်တန်တွေကသူရဲ့အလေးချိန်ထက်လေးတဲ့ weight တွေကိုကောင်းကောင်း support လုပ်ပေးထားနိုင်တယ်ကောင်းကောင်းခံပေးထားနိုင်တယ် တဘာဝဘေးအနေနဲ့ကြုံတဲ့နေရာမျိုးတွေမှာအရေးပေါ်ရှယ်တာအနေနဲ့သုံးမှုအတွက်ပေါ့နော်အဆောက်ရတာလွယ်ပြီးတော့ခိုင်ခဲ့တဲ့တန့်စီဘာတွေလုပ်မယ်ဆိုလို့ရှိရင်လည်း origami pattern နေနဲ့လုံးပြီးတော့လုပ်နေကြတာမျိုးတွေရှိဒီလိုမျိုးတဲတွေကတစ်ခါဆင်ပြီးသွားရင် origami pattern ကတစ်ခုနဲ့တစ်ခုနဲ့ချိတ်ပြီးတော့ lock ဖြစ်သွားတာမို့လို့တာမန်ထက်ပိုခိုင်တဲ့အကျမ်းပိုခံတဲ့တဲတွေရတယ်ပေါ့ဆိုဒီလိုမျိုးပစ္စည်းတွေကိုခောက်တဲ့နီးနဲ့ spacecraft တွေ aircraft တွေအဲ့လိုမျိုးကောင်တွေကိုစောင့်နိုင်တာတည်ပြီးသွားပြီဆိုတော့ဒီလိုမျိုး pattern တွေကိုအရင်တဲတဲ့ပစ္စည်းတွေမှာကိုအသုံးချလို့ရနိုင်သလား ကြတယ်။ Origami pattern နေပေါ်မှာအခြေခံပြီးတော့လှုပ်ထားတဲ့ခွဲစိတ်ခန်းသုံးညက်တွေရှိတယ်။ခွဲစိတ်ထားတဲ့အပေါက်တည်တည်လေးတွေကိုထည့်လိုက်ပြီးတော့သူအတွင်းနဲ့ရောက်လို့ရှိရင်ညက်တွေကိုဖြန့်ချလှုပ်ရှားရှိရလို့ပြန်သိမ်းပြီးတော့ပြန်ထုတ်လိုက်လို့ရတာမဟုတ်လို့သူအပေါက်အကြီးခွဲစရာမလိုတော့ဘူး။ခွဲစိတ်ရခတ်တဲ့ကိုရင်းအင်ကအစိတ်ပိုင်းတွေကိုလည်းညက်နဲ့ပူမြောင်လို့လှုပ်ပေးနိုင်တယ်။အစတန်ထဲတာလိုမျိုးဗျာနှလုံးမှာစတန်ထဲတာလိုမျိုးပေါ့နော်ဒီ expandable stents တွေပေါ့သွေးကြောချက်ပြီးတဲ့ပစ္စည်းတွေပေါ့အဲ့လိုမျိုးတွေဆိုလို့ရှိရင်လည်းသွေးကြောတွေကိုဖိုးထည့်လိုက်အတွင်းရောက်တော့မှချက်ပြီးတဲ့ပိုက်ကွန်တွေကို အဲ့တော့ဖြန့်ချလိုက်တာပေါ့စီပိုက်ထဲတဲ့အခါပိုက်ချောင်းတွေကနော်ခမားရဲ့ညီလေးထဲမှာပေါ့နော်အဲ quick count တွန့်ကြည့်ပြီးတော့မြို့မကန်အောင်လို့ ori guide ဆိုတဲ့ system ကိုတုံးပြီးတော့လုပ်ထားတယ်အခုတော့ဘာမှမဟုတ်ဘူးထင်မိမဲ့တခုခုဖြစ်လို့စီပိုက်ထဲလို့ရှိရင်နော်မြို့မကန်အောင်လုပ်ပေးတာတော့တတိတရာဂျေဇူးတင်နေတယ်ဒီတဲ့ပို့သေးတဲ့နေရာတွေမှာလဲ origami နီလန်းတွေကိုတုံးလို့ရတယ် researcher တွေက start point ထက်သေးတဲ့စက်ရုပ်တသေးလေးတွေလုပ်ထားတာမျိုးတွေရှိတယ်ပြောရရင် nano bot လေးတွေပေါ့ဗျာအဲဆေးတွေကိုယောဂဖြစ်နေတဲ့နေရာစီကိုတရိုက်ပို့ပြီးတဲ့ delivery ပေါ့ ဥပမာကင်ဆာဆဲလ်စီကိုဓာတ်ရိုက်ပိတ်မှတ်ထားပြီးတော့ဆေးတွေပုတ်ပေးတာမျိုးဒါမှမဟုတ် genetic ယောဂတွေအမျိုးပြစာယောဂတွေကိုကုသပေးဖို့အတွက် CRISPR လိုမျိုးနည်းပညာတွေကိုတည်ပို့ပေးတာမျိုးအဲအဲ့လိုမျိုးတွေမှာအသုံးဝင်ဆိုတော့ပြောရရင်ဘာသာရေးအခမ်းအနားတွေမှာပဲတုံးနေတဲ့စက်ကူရုပ်လေးတွေကနေပြီးတော့အခုဆိုလို့ရှိရင်ကြိုက်တယ်လို့ program လုပ်လို့ရတဲ့နည်းပညာအဖြစ် origami ကတိုးတက်လာခဲ့တယ်စကူတွေပလတ်စတစ်တွေဆိုလာပြားတွေเนาะလုံးဝခိုင်ခဲ့တဲ့တက်တူတွေကနေပြီးတော့ကျွန်တော်တို့ခန္ဓာကိုယ်တွေက ဂျင်းစီကိုပြောင်းလဲတဲ့နေရာမျိုးတွေမှာလည်းအိတ်ဆက်ကူခောက်တဲ့နည်းပညာတွေပါနေတယ်။ကျွန်တော်ရဲ့နေစဉ်ဘဝမှာအမှုမဲ့အမှတ်မဲ့လို့ပဲတွေးတဲ့ origami ရဲ့အလှတရားအခုဆိုလို့ရှိရင်သိပ္ပံပညာရဲ့ထိတ်တန်းပြဿနာတွေကိုဖြေရှင်းမှုအတွက်အဓိကတောချက်တစ်ခုဖြစ်နေတယ်။ဒါကလူတွေရဲ့ detrim ဖန်တီးနိုင်စွမ်းတွေကဘလောက်မြင့်တယ်လဲဆိုတာကိုပြနေတာပဲ။ခင်ဗျားတို့နောက်တစ်ခေါက်ဂျိုးကြယုံလေးတွေခောက်တဲ့အခါမှာဒါကရိုးရိုးဆက်ကူယုံလေးတရုတ်တက်တက်မဟုတ်တော့ဘဲနဲ့ကျွန်တော်တို့အနာဂတ်ကြီးကိုပြောင်းလဲပေးနေတဲ့အနုပညာတစ်ခုရဲ့အစဖြစ်တယ်ဆိုတာကိုခင်ဗျားတို့ပြီးသွားလိမ့်မယ်လို့ထင်ပါတယ်။ Okay. Noch nicht mal die Werbung.